အခုလဝေးစင်အစင်ကန်တာမှာရောအကယ်ဒမီကဘယ်နှယောက်ပါလို့လဲအကယ်ဒမီပြုတ်သွားတာဟိုဟာဖြစ်သွားတာမဟုတ်ဘူးကလေးဒီဖူဆယ်ဆော့ရင်ပို့ပြီးတော့တင့်တော်မယ်လို့ကျွန်တော်ကမြင်တယ်ဖူဆယ်ဆိုရင်တော့အချိန်မေးပြောပါကျွန်တော်တက်နိုင်တော့အကြံပေးမယ်တက်နိုင်တော့ကူညီပေးမယ်ဒါပေမဲ့ကျွန်တော်အကြံပေးလို့တာကဘိုးကြီးတို့အနေနဲ့ကလေးကိုပညာရေးလေးတော့ဟိုအားဆိုင်ပြီးတော့တေချာလေးလှုပ်စေချင်တယ်ပညာရေးကောင်းသွားရင်ဘာမှမစိုးလို့လုပ်ရတယ်ကျွန်တော်ပြောချင်တဲ့သဘောကလေဘောလုံးကိုဒီပထမဘဝဦးစားပေးတစ်ခုအဖြစ် မဆော့စေချင်ဘူးအခုကျွန်တော်အသင်းမှာရှိတယ်ဘောလုံးကသူတို့ရဲ့ဥစားပေးပဲဘောလုံးမှမကန်ရရင်သူတို့ဘာမှမလုပ်တတ်တော့ဘူးအာဒုက္ခရောက်မှာဆိုတာကျွန်တော်ကျွန်တော်ကြောက်တာဟာလားတအားကိုစိတ်တက်ကြအောင်ပြောတာမဟုတ်ကိုကိုယ်တိုင်အသက်ရွယ်ရှိလို့မှစူးစားအေးဒါပေမဲ့ပညာတက်တဲ့လူကတပန်းပေါ်တာဒါပညာရေးကိုတော့လုံးဝအားမလျှော့ပါနဲ့ကိုကြီးအလားလေးတော့ပြောချင်တယ်နော်ခလေးရဲ့ခန္ဓာကိုယ်အစစ်ပေါင်းတဲ့ပုံစံဆိုလို့ရှိရင်ကွင်းကြီးတိုးဖို့ထက်ဖူဆယ်မှာဆိုရင်တော့ဒီအလား position တွေပါတယ်ဆော့တာပို့ပြီးတော့သူအစဉ်ပြေးလိုက်မယ်လို့ကျွန်တော်အဲ့လိုတော့ပြောသေးတယ်အခုဆိုဖူဆယ်ရလဲ U16 league စလေ26လီဆိုသူတိုးလို့ရတာပေါ့သူ့ရွယ်လေးတွေကန်နေတာဒါကသူ14ပြည့်မှာဆိုတော့26လီအဲ့ဒီမှာအခုကျွန်တော်26လီပင်အသိန်းကြီးအဲ့လိုသွားတာပေါ့ကျွန်တော်ကဘောလုံးသင်းထောင်ထားတယ်ဆိုပေမဲ့ကျွန်တော်ကကျွန်တော်တို့ဘောလုံးကနှုံကြီးတစ်ခုနဲ့တူတယ်ကွာအဲ့ဒီနှုံကြီးတဲ့ကိုရောက်သွားပြီးတော့ပြန်ရုံးမထွက်နိုင်တော့လဲဘောလုံးသမားတွေကိုကျွန်တော်ဝင်ကူညီပေးတာဒီနှုံလေးကိုကိုကြီးတို့မစင်းရသေးဘူးဆိုရင်တော့ကျွန်တော်ကမစင်းစေချင်ဘူးခလေးကိုဒါမှမဟုတ်ဘူးကျွန်တော်စင်းမယ်ကျွန်တော်လုပ်မယ်ချမယ်ဆိုရင်တော့ကျွန်တော်လည်းတတ်နိုင်တဲ့အကူအညီပေးမယ်ဟုတ်ရအောင် စ조사မှုပေါ့ចောင်းနေပါရဲ့စာអូលេ조사ခြင်းねឧបានយ៉ាភុទេតွားកានហូបိုက်មើលទេពីយកនន ਨੇ ទូပြောទៅវិញនន ਨੇ បាយចោលមកលេសូទេពីយកបញ្ញាយីហូបវិញលៃខានជិនရှင်ណេមកលេខានថាပြောលេပြောတယ်អំលើទៅទូរកូអាបិសកាပြောឡាសောင်ទៅលេឯយ៉ាបាទឡៃមកលុលីតតញ៉ាញ៉ាដែរအာအခုတော့ဇာတိကွာမှာအင်တာဗျူးထားတဲ့ကလေးလေးအောင်မုံမြတ် အောင်မင်းမြတ်ပေါ့ကျွန်တော်သူ့အင်တာဗျူးကြည့်ပြီဒီကအင်တာဗျူးအော်အေးသူကွင်းကြီးပေါ့ကွင်းကြီးဆိုလဲကွင်းကြီးပေါ့အဲ့လိုပဲနေတယ်ဒါပေမဲ့အောက်မှာမန်ရှင်တွေခေါ်ကြတယ်ကွန်မန့်တွေတွေးကြတယ်ဆိုတော့အဲ့ပြီကျွန်တော်ဟိုလာပြီးတော့အဲ့လိုကျွန်တော် page မှာကျွန်တော် admin တွေပြောတာကျွန်တော် page ကကျွန်တော်မကိုင်းဘူး admin တွေကနေမှဟိုကွန်မန့်ရေးတဲ့ဒီမှာတောက်လျှောက်ဒီ file ကရောက်နေပြီတဲ့ဟောက်တော့ခလေးကိုအားရှိအောင်တော့အေးငါတော့တွေးပေးပါမယ်ကွာဆိုပြီးတော့ admin တွေနဲ့အဲ့ဒါတိုင်ပင်ပြီးတော့အခုဒါပစ္စည်းလေးလာဝယ်တာသူ့အတွက် တူတက်ပစ္စည်းလာဝဒါကျွန်တော် Rhino ပေါ့ကျွန်တော် Brand Master ဟိုဖြစ်လာတဲ့ Brand Rhino ခဏအစ်စ်ထွက်တယ်နောက်နောက်ဆုံး latest ကိုရသာဝင်းသိန်းနဲ့ကြော်ညာထားတာ latest တော်တော်လေးကောင်းတယ်နော် quality လည်းကောင်းတယ်နော်ဒါပါမယ်နောက်ကျွန်တော်ရုံးမှာကျွန်တော်ဒါအခုကကျွန်တော် Amethyst Sport Collection ကိုမရောက်သေးလို့ဒီ Brand အခုမှအစ်စ်ထွက်တာမှကြာသေးတော့ကျွန်တော်ဒီမှာလာဝယ်လာ Chelsea နှစ်ထဲအဲလက်ပြတ်ပေါ့လက်ပြတ်လက်ပြတ် Chelsea ကျွန်တော် training Chelsea နှစ်ထဲကျွန်တော်ရှူလာတယ်ပြီးတော့ကျွန်တော်အာဟိုဥရောပအသင်းဂျာစီနှစ်ထဲကျွန်တော်သူ့ကိုလက်ဆောင်ထပ်ပေးမယ်။နောက်ဘောလုံးနှစ်လုံးလိုရာလေးတွေ က်ဆောင်ပေးပြီးတော့ဘာကူညီပေးလို့ရမလဲပေါ့ကျွန်တော်ဘာကူညီပေးလို့ရမလဲသွားမေးပါပေါ့ဟုတ်ဟုတ်ကလေးအောင်ဖုံးမြမြတ်စီရောက်လာကျွန်တော်ဘာကူညီပေးရမလဲလာမေးတော့အကျန်လေးပါလေးပေးလို့ရတယ်ပေးတာမတော့ပါပါလေးတယ်ပြီးတော့နောက်ဟိုဗါလေ final ကြတော့မှာပါတော့ဟိုညလို့ဆိုထားတယ်ဒါ อืม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 အလာနေပဲကြံရတယ်ဘယ်နှမိနစ်ဆော်လိုက်ရလဲဘယ်နှမိနစ်ဆော်လိုက်ရလဲဆိုတော့အချိန်ပြည့်ပေါ့အချိန်ပြည့်ဆော်ရလားအချိန်ပြည့်ဆိုလားဘယ်လိုမျိုးပြည့်ဆော်လဲသူတို့ဟိုပါတပတ်နည်းဆုံးမိနစ်20လောက်ပါဟလာပထမပိုင်းအောင်မိနစ်20ပြီးတော့ဟိုလုံးနားကြက်ပြောင်းပြီးတော့နောက်ကနောက်တစ်ကြော့ထက်ကန်10မိနစ်อืมอืมဟော10မိနစ်နှစ်ပိုင်းကခိုင်းလားအလိုလားတပတ်ပြန်ဆော်လားဒါလားဒါတော့အချိန်တိုင်းပဲဆော်တယ်อืม ရှေ့ခံရတယ်စိတ်ဓာတ်မကြပါနဲ့ဥမာပြောရရင်အခုလက်ဝေးစင်မှာလက်ဝေးဖုံးလက်ဝေးဖုံးဆိုလဲကင်မရာပါဘူးဒါပေမဲ့တော်ကင်မရာပါပေမဲ့သူဆရာကြီးစကားနားထောင်နေသူပြန်လှုပ်တယ်လှုပ်တယ်ဆိုတော့သူ့အသက်ရွယ်ထားမှာပထမဆုံးစင်ရအရင်ကြီးကစားဝင်ရခဲ့တာသူဖြစ်သွားတယ်သူခန္ဓာကိုယ်ကြံ့ခိုင်အောင်လှုပ်တာပါညာလို့ဆိုတော့ကဲလို့သားပါစဉ်းစားတာလဲပြန်ကြည့်စားပါလဲဒါမှပါတော့လဲ ဆရာတွေကဘာစိတ်သက်မကြနေတဲ့မင်းကိုကိုအားရှိအောင်နေတယ်ပြီးတော့ training ကိုမှန်မှန်လားတဲ့ဟုတ်ကဲ့ဆရာတွင်းတော့တော့တရားမှမပြောင်းอืม training ဘယ်လိုလုပ်ပေးလဲအခုဆရာကိုလက်ဆရာကိုလက်ကလောက်တော့ဝင်လာလားဩော်အာအာဆရာอืมတော့ training ပဲပြနေလားမနေ့6နာရီဒါပုံမှန်ထားကြရင်9နာရီ6နာရီလေအမေကိုဈေးပိုင်ထုတ်ပြီးပြီးတော့စပိန်လေး အဲနင်းသွားတယ်ကိုအောင်တယောက်တည်းဟုတ်ဟုတ်ဟုတ်ဆပိန်လေးကိုအောင်တယောက်တည်းနင်းသွားဟုတ်ဟုတ်ကိုကအခုဘလို့ခလေးကိုနှောလဲဘလို့ဖြစ်စေချင်လားဘလို့ဘလို့ဖြစ်လာရှိလဲအင်းမာဒီကိုလက်ပွဲမှာဆင်းဟုတ်ဟုတ်ဟုတ်ဟာဆင်းနေရောဒီမှာလည်းမေရလည်းသူကလည်းကျမကြီးဒူးอ่ะဟုတ်ဟုတ်ဟောင်းနေရောဟုတ်ဟုတ်ဟုတ်ဘလို့ပြောပြမှန်းတော့ဒီမှာပဲဟုတ်ကဲ့ဟုတ်ကဲ့ကိုဟုတ်၄ရက်ဆင်းတယ်၃ရက်လာတယ်ဟုတ်ကဲ့ကိုအဲ့လိုကြီးရှိအဲ့လို training လုပ်နေတာပေါ့နော်ဆိုတော့ကျွန်တော်အခု လာတာကအကိုတို့ကိုကျွန်တော်အဲ့လို force host တွေလဲဟိုမျောလင်းချက်အမှားတွေတဲ့ဆိုတော့မပြီးခြင်းဟုတ်ကဲ့ဥပဒေပြောရရင်ဒါကဘောလုံးဖွဲ့ချုပ်အကယ်ဒမီပေါ့နော်ဘောလုံးဖွဲ့ချုပ်အကယ်ဒမီကျွန်တော်တို့လည်းဝင်ရောက်ပြီးတော့အဲ့လိုပြောပိုင်ခွင့်မရှိဘူးပြီးတော့တော့ဘောလုံးကွင်းကြီးနဲ့ဖူဆယ်ဆိုတာကနှစ်ချမ်းခွဲတယ်ဟိုကျွန်တော်ကဖူဆယ်ဘက်ကလူအခုကဒါဒီတားလေးရဲ့အင်တာဗျူးတွေဘာတွေမှာလဲကျွန်တော်ကိုမန်ရှင်ခေါ်လာနေတယ်အများကြီးပဲနောက်ကျွန်တော်ဒီဘောလုံးနဲ့ပတ်သက်ပြီးတားလေးကိုဘာကူညီပေးလို့ရမလဲဘာလဲလာပြီးတော့ကျွန်တော်ရဲ့ ပေးမစင်ညာတွေမှာလည်းအများကြီးပြောလို့ကဲဟုတ်ပြီငါရောက်အောင်လို့သွားมาရမယ်လို့ဆိုတော့စိတ်သက်ခွန်အားလေးဖြစ်အောင်တော့ပြောมาရမယ်ဆိုပြီးကျွန်တော်ရောက်လာတာဆိုတော့မိဘတိုင်းကတော့တာသမီကိုဖြစ်စေချင်တော့ကျွန်တော်နားလေလေကျွန်တော်လည်းကူညီပေးချင်တယ်ဆိုပေမဲ့အဲ့ဘောလုံးကွင်းကြီးကကျွန်တော်ဘာချာမဟုတ်ဘူးဆိုတော့ကျွန်တော်မေးမြန်းပေးလို့ပဲရမယ်ဘလို့အကြောင်းလဲပါဒါပေမဲ့အခုကမေးမြန်းမယ်ဆိုပေမဲ့လည်းသူ့ရဲ့ reason ကကျွန်တော်သိသွားပြီလေလူကောင်းသေးနေတာနဲ့ဆိုတော့အခုနောက်ပိုင်းဘောလုံးသမားတွေကလည်းလူကောင်းကြီးမှာပဲဖြစ်မှာဆိုတော့ ကိုတော့တော့ဒါသားသမီးကိုဖြစ်စေချင်ပါဘူးအခုကလေးကအတန်းပညာကြတော့ဟိုပါပြောလို့ပါခဏတန်းခဏတန်းခဏတန်းတက်ရမယ်ပညာရေးတစ်ခုတော့တေးစားလေးဖြစ်အောင်တက်စေချင်တယ်ဒီဘောလုံးကိုပဲကလေးကဘောလုံးကိုအရင်စိတ်ပါဝင်စားတယ်အရင်စိတ်နှစ်ထားတယ်ဆိုပေမဲ့ကျွန်တော်နိုင်ငံအခြေအနေရဟုတ်ပါတယ်ဟုတ်ပါတယ်ဘောလုံးသမားတွေကအကိုတည်ရတိုင်းပဲဟိုအကိုတို့ကြားရင်လည်းဟိုဘယ်လိုခေါ်မလဲကြားလိမ့်မယ်မမောင်လွင်ဒါတော့မမောင်လွင်လို့ဟိတ်ထားအောင်လို့ သူတို့တွေအိမ်ဆောက်တယ်ကားစီးတယ်ဒါတွေတော့အကိုတွေမထားအဲ့ဒါတကယ်လက်တဆုပ်စာလေးအဲ့ဒီရဲ့နောက်မှာမှဒုက္ခရောက်နေတဲ့ကစားသမားတွေအများကြီးရှိတယ်အကိုပါတယ်ကျွန်တော်စီးတဲ့ကြောင့်ပြောလာမှာမဟုတ်ဘူးဒါကိုယ့်ရဲ့ဖြစ်စဉ်အမှန်ကိုကျွန်တော်ပြောပြတာကျွန်တော်ကဘောလုံးသင်းထောင်ထားရဲဆိုပေမဲ့ကျွန်တော်ကကျွန်တော်တို့ဘောလုံးကနုံကြီးတစ်ခုနဲ့တူတယ်ကွာအဲ့ဒီနုံကြီးလေးကိုရောက်သွားပြီးတော့ပြန်ရုံးမထွက်နိုင်တော့လေဘောလုံးသမားတွေကိုကျွန်တော်ဝင်ကူညီပေးတာဒီနုံလေးကိုကိုကြီးတို့မစင်းရသေးဘူးဆိုရင်တော့ကျွန်တော်ကမစင်းစေချင်ဘူး လေးကိုဒါမှမဟုတ်ဘူးကျွန်တော်ဆင်းမယ်ကျွန်တော်လှုပ်မယ်ချမယ်ဆိုရင်တော့ကျွန်တော်လည်းတက်နိုင်တဲ့အကူအညီပေးမယ်ဆိုတော့ကျွန်တော်ဒီညမှာစကားတွေများအောင်ပါဆိုကျွန်တော်ထပ်မယ်ကျွန်တော် full sale ဘိုင်းဆိုရင်တော့ကျွန်တော်အများကြီးကူညီပေးနိုင်တယ် full sale ဆိုနောက်ဆုံးကျွန်တော်ခုနကတော့ကြည်ပြီးကျွန်တော်ညီနေတော့ကျွန်တော်တိုင်းမနေသေးတဲ့ကလေးရဲ့ခန္ဓာကိုယ်အစစ်ပေါင်းတဲ့ပုံစံဆိုလို့ရှိရင်ကွင်းကြီးတိုးဖို့ထက် full sale မှာဆိုရင်တော့ဒီအလား position တွေဘာတွေဆော့တာပို့ပြီးတော့သူအစဉ်ပြေးလိုက်မယ်လို့ကျွန်တော်အဲ့လိုတော့ပြောသေးတယ်အခုဆို full sale လဲ U16 league စလေ26လီဆိုသူတိုးလို့ရတာပေါ့သူ့ရွယ်လေးတွေကန်နေတာဒါကသူ14ပြည့်မှာဆိုတော့26လီအဲ့ဒီမှာအခုကျွန်တော်26လီပြင်အသိန်းကြီးအဲ့လိုသွားတာပေါ့တစ်နှစ်တာပတ်လုံးမှာကွင်းကြီးထက်ဆိုင်တော့ဖူစရာပြိုင်ပွဲပုံများတယ်ဖူစရာပို့ပြီးတော့ index ပို့ဖြစ်တယ်ကွင်းကြီးကတော့ပြိုင်ပွဲလေးနေတယ်ပြီးတော့ကိုကြီးတို့မှမျှော်လင့်ချက်တွေတစ်ခုပဲရှိမှာအဲ့ academy မျှော်လင့်ချက်တစ်ခုပဲရှိမှာနောက်ဆုံးမြန်အာကသိမ့်မှာအပွင့်လုံးပြောရင်အာကသိမ့်မှာတော့ဘလို့အချင်းနေရှိနေကျွန်တော်လည်းမသိဘူးအခုက academy ရွေးတယ်အကယ်ဒမီပါသွားတယ်ပြီးတော့အကယ်ဒမီပါတာလဲတော့ လူတို့အကယ်ဒမီပါသွားပြီဆိုတာနဲ့လုံးဝကြီးပြီးပြည့်စုံသွားပြီလို့မထင်နဲ့နော်အကယ်ဒမီကနေမှတက်တန်းလိုက်လေဝင်းစင်မဖြစ်လို့ရှင်အကယ်ဒမီကပြန်လာပြီးဒုက္ခရောက်နေကလေးတွေအများကြီးရှိသေးတယ်လူတို့သိရမလားအကယ်ဒမီပြုတ်ဒုက္ခရောက်နေတာအများကြီးရှိသေးတယ်အကယ်ဒမီပြုတ်နေလေအခုလေဝင်းစင်အစင်ကန်လာမှာရောအကယ်ဒမီကဘယ်နှယောက်ပါလို့လဲအကယ်ဒမီပြုတ်သွားတာပိုဟာဖြစ်သွားတာမဟုတ်ဘူးကျွန်တော်ကတော့အကြံပေးသွားတာကဒီကလေးဒီဖူဆယ်ဆော့ရင်ပို့ပြီးတော့တင့်တော်မယ်လို့ကျွန်တော်ကမြင်တယ်ဖူဆယ်ဆိုရင်တော့ကျွန်တော်စီကိုအချိန်မရွေးအကြံတောင်း ျွန်တော်ပြောပေးမယ်ကျွန်တော်အသင်းကိုကျွန်တော်အသင်းကဒါနည်းနည်းအသင်းကြီးဖြစ်တဲ့အတွက်မရောက်နိုင်ဘူးဆိုရင်တော့မှဒီကစားသမားလေးတယောက်စတင်ပြီးတော့ဟိုကစားလို့ရမယ်အသင်းတသင်းကိုချိတ်ဆက်တာမျိုးကျွန်တော်စပြီးတော့လှုပ်ပေးနိုင်တယ်ကွင်းကြီးနဲ့ပတ်သက်ရင်တော့ဒီကဟိုဘလုံးဖွဲ့ချုပ်ကလူကြီးနေတယ်ကျွန်တော်လည်းခင်မင်းရင်းဒီရှိတာတော့ပဲဖြစ်တဲ့အတွက်ကျွန်တော်တို့မေးမြန်းလာတော့ပဲကျွန်တော်လှုပ်ပေးလို့ရမယ်။ကိုင်းကြီးနဲ့ပတ်သက်တော့ကျွန်တော်အများကြီးတော့မကူညီပေးနိုင်ဘူး။ကျွန်တော်မှလည်းအသိမရှိဘူးဆိုတော့ဖူဆယ်ဆိုရင်တော့အချိန်မွေးပြောပါကျွန်တော်တတ်နိုင်တယ်လို့အကြံပေးမယ်။တတ်နိုင်တယ်လို့ ကိုညီပေးမယ်။ဒါပေမဲ့ကျွန်တော်အကြံပေးလိုတာကဘိုးကြီးတို့အနေနဲ့ခလေးကိုပညာရေးလေးတော့ဟိုအားဆိုင်ပြီးတော့တေချာလေးလုပ်စေချင်တယ်။ပညာရေးကောင်းသွားရင်ဘာမှမစလုပ်လို့ရတယ်။ကျွန်တော်ပြောချင်တဲ့သဘောကလေဘောလုံးကိုဒီပထမဘဝဦးစားပေးတစ်ခုအဖြစ်မဆော့စေချင်ဘူး။အခုကျွန်တော်အသိမအောင်ရှိတယ်။ဘောလုံးကသူ့ရဲ့ဦးစားပေးပဲ။ဘောလုံးမှမကန်ရရင်သူတို့ဘာမှမလုပ်တတ်တော့ဘူး။အာဒုက္ခရောက်မှာဆိုတာကျွန်တော်ကျွန်တော်ကြောက်တာဟာလား။ဒီဘောလုံးတစ်ခုကျွန်တော်တို့အနားယူသွားပြီဆိုတဲ့အချိန်မှတော့မှ ဒီကလေးဟာအနာဂတ်မှာဘာပြန်လုပ်မှာလဲဒါအရှက်အရေးကြီးတဲ့ကိစ္စလေအခုလည်းကျွန်တော်အမြဲပြောနေကျွန်တော်အတင်းရကစားသမားတွေဒါလေဝင်းစင်အဆင့်တွေရောက်လဲကစားသမားတွေရှိတယ်နောက်၄၅နှစ်ဆိုတို့ဘွားတွေနေဝင်ရှင်တွေရောက်ပြီဒီကစားသမားဘွားနေဝင်မင်းတို့နီးပြလိုင်းကိုကူးမှာလားမင်းတို့စီဝိုင်းလိုင်းကူးမှာလားမင်းတို့ဘယ်ကိုသွားမှာလဲဒါတွေကိုကျွန်တော်တို့ကစဉ်းစားအချိန်မတော့ငါဘောလုံးမဲအားဆိုင်ကံမဲဘောလုံးမဲအားဆိုင်ကံမဲငါအသက်ကြီးွားတော့မှဆိုရင်ပညာရေးကဘလုံးမပြန်လုပ်လို့မရဘူးဒီရွယ်လေးကပညာရေးကိုလှုပ်ထားပြီးတော့အနေထားတစ်ခုနဲ့အလိုလုပ်ပြီးမှရပါ ဟိုလိုတဲ့အကူအညီကတော့အချိန်မီးပြောပါကျွန်တော်အကြံပေးလို့ရတာလေသူ့အားပေးစကားပြောတာကျွန်တော်မျိုးစုံလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီညမှာကျွန်တော်ရောက်လာရဆိုပေမဲ့ဒါကျွန်တော်ရောက်လာရလဲကိုကြီးတို့ကဟိုအကူအညီအကျိုးရှိရဆိုတာတဲ့ကိုကြီးတို့ကျွန်တော်တည်ကျင်တာလေးတွေမေးမယ်။ဘာကူညီပေးလို့ရမလဲဆိုတာပဲ။နာမည်ရုံပဲရမှာ။ပူဇယ်နီးစနစ်ကိုဘယ်လိုကစပြီးတော့လေ့ကျင့်ရမလဲ။ဘယ်လိုကစပြီးတော့လေ့လာရမလဲဆိုတာတည်ကျင်ရင်တော့အချိန်မရွေးကျွန်တော်လုပ်ပေးမယ်။ကျွန်တော်စီမံလည်းနေပြဆရာရရှိတယ်။ကျွန်တော်တို့ကလည်းလူငယ်တွေမွေးနေတာဖြစ်တဲ့အတွက်ဟုတ်ပြီဒါဆိုရင်တော့ပူဇယ်ကို ဘလို့အခြေခံစာပြီးလောက်ရမယ်ဆိုတာကိုကျွန်တော်တို့ဟုတ်ကဲ့ပါစီစဉ်ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကလေးတစ်ခုတော့တောင်းပါပညာရေးတော့မလျှော့ပါနဲ့ပင်မခံပြီးဒီထိတော့လာပြောတာနော်ပညာရေးတော့မလျှော့ပါနဲ့နော်ကိုတော်တာတော့မှပညာမတတ်ရင်ကိုဘလောက်ပေးလို့ပေးမှမသိဟုတ်တယ်ဟုတ်တယ်အကစားသမားရေးစာချုပ်ကိစ္စတွေကျွန်တော်တို့ professional ကိုကူပြောင်းတဲ့အချိန်မှာချုပ်ကစားသမားလေးကိုစာချုပ်အလွတ်မှလက်မှတ်ထိုးသွားတာသိကြောက်ဖို့ကောင်းတာဆိုတော့ဒါတွေဒီကိုပိုတဲ့ပညာတစ်ခုကိုတတ်ထားတဲ့ခါကျမှအဆင်ပြေမှာဒါကြောင့်မလို့ဘလို့မကန်တယ်ပြောကိုကြီးပြောတာကန် ကန်လို့ရတယ်ကိုကြီးလည်းအခုကိုကြီးကအသက်34 35လေးကိုကြီးကန်နေတော့မယ်အပျော်ကန်နေတော့မယ်ပြီးခဲ့နှစ်ကျွန်တော်လိဝင်ကန်နေတော့မယ်ဒါပေမဲ့ပညာရေးဘက်မှာကျွန်တော်ကလုလုခဲ့ရတယ်ဒါလည်းမင်းကြိုက်တဲ့လောက်ကန်လို့ရတယ်မင်း40လေးကန်လို့ရတယ်50လေးကန်လို့ရတယ်ကိုကြီးတို့အပျော်တန်းတွေလည်းအများကြီးရှိတယ်မင်းကြိုက်တဲ့လိုဘောလုံးကိုမင်းကြိုက်တဲ့လိုကန်လို့ရတယ်နိုင်ငံအဆင့်ဖြစ်လို့ရတယ်ကိုကြီးဆိုကအခုကိုကြီးကစားသမားဘောမှာကိုကြီးကနိုင်ငံ level စီမဖြစ်ခဲ့ဘူးအေးဒါပေမဲ့ကိုကြီးနိုင်ငံ level စီကစားသမားတွေမွေးထုတ်မယ်ဆိုတော့ဆန္ဒကိုကိုကြီးပြောင်းခဲ့တယ်ဒါအတူတူပဲဒါလေးရွေတက်ကအတူတူပဲ ပြောချင်တာကိုကြီးလုံးဆောင်ကြအတူတူပဲဆိုတော့တားကိုစိတ်တက်ကြအောင်ပြောတာမို့ကိုကိုယ်တိုင်အသက်ရွယ်ရှိတော့မှစူးစားအေးဒါပေမဲ့ပညာတက်တဲ့လူကတပန်းပို့တာတယ်ဒါပညာရေးကိုတော့လုံးဝအားမလျှော့ပါနဲ့ကိုကြီးအလားလေးတော့ပြောချင်တယ်နော်ဒါကညတုဖူစေကန်နဲ့ဖက်နဲ့ဒါကကိုင်းနေမှာ training ဆင်းတားဆိုင်36ဟုတ်လားငွေ36အဲ့ညတုဖူစေဖက်နဲ့ဒါကတော့ကွင်းကြီးဒါကကောင်းတယ်ဒါ Rhino ကအခုနောက်ဆုံးအစ်စ်ထွက်တာကိုရာသာဝင်းသိန်းနဲ့တော်ညာထားတာ Rhino ကအစ်စ်ထွက်တဲ့ဖက်နဲ့ဒါလေးကောင်းတယ် ောင်လေးကျွန်တော်လည်းသဘောကျတယ်အမျိုးအစားကျွန်တော်တို့တော့ကံဒီကနေ့ကဒါကြတော့ဒါအရေးကြီးပွဲတွေမှာထုတ်ကံပါမေတ္တာကိုတော့တိုင်မွေးတွေပါရှိမှာထုတ်ကံပါဒီကောင်လေးကအသက်ဟိုတေးတေးရနေရပဲရှိသေးတယ်သူတို့ official ကြော်ညာတော့ကိုရစာဝန်သိမ်းနဲ့ကြော်ညာလားဟောဒါအားချေနော်ကြည့်ရတယ်ပါနော်ဝယ်ရောစူးစမ်းမှုပေါ့ဒါကစိတ်တော့မကြနဲ့ပါညာပေါ့ဟိုပါလေကြောင်းလေးပါရေစာအုပ်လေးစူးစမ်းခြင်းနဲ့ဥမှန်ရ သူပြောသလိုဟိုပါလဲစာလေးလဲလိုက်ရမှာပဲလေပါလဲဘောလုံးကန်တိုင်းစာပိုင်းအတန့်အလကားပဲသူကိုလားစာဘလောက်ပေးမှန်းလဲကိုမသိဘူးစာလေးပြန်လုံးမယ်ဘောလုံးလဲပြန်ကျိုးစားမယ်ပေါ့ဖြူစေသွားကန်ကိုမိုက်မယ်တဲ့ပြီးတော့နုံနဲ့သူပြောဆိုပဲနုံနဲ့ပဲကြောက်သွားမှလဲစိုးတယ်ပြီးတော့ပညာရေးကိုပဲလိုက်ခန်းကျင်ရှင်လဲပါလေခန္ဓာပြောလဲပြောတယ်အဲ့လိုဆိုသူကကိုယ်အဘိစကားပြောလမ်းဆောင်ဆိုလဲပြေးကြပါလေတိုင်းမောလူတွေတော်တော်များများပဲ ။အိုးအမတော့သူကယူဇက်ကွန်ပမာဏလို့ပြောလာပဲ။သူကအရန်ကောင်းတယ်စားလိုက်ကြိုးစားတယ်။သူကစားတပုံးမြောက်သူအမနပိုင်းအိမ်မှာမိနဲ့သမီးဟုတ်တယ်တော့သူသမီးဟုတ်တယ်စားချက်တယ်သမီးဟုတ်တယ်စားချက်တယ်။သူကပညာရေးလည်းကောင်းတယ်ဘောလုံးလည်းကောင်းတယ်အမအဲ။ဟုတ်သူသွားတာမှနလားမကြတယ်အခုယူဆက်ကုန်ပါတယ်။ဒါလည်းသူ့လိုဖြစ်ရအောင်နော်။ဖြစ်ကြတယ်။အမကတော့ပေးတယ်။မောင်လေးမင်းစားကျူးစားနော်။ तू ကတင်ပေးတယ်။ तू မကြီးနောက်စားရောသွားမိတယ်။ तू ကပြောပြပါတယ်။အမအတရားနေတော့ပြောပြ။ဟောတာကြီးမှန်းကြတော့ဒါ တနေ့တစ်ချိန်မှာဖြစ်အောင်သွားပြရမယ်နော်အလုံးကျေးဇူးတင်ပါလေပင်သက်တယ်အလုံးကျေးဇူးတင်ပါလေအခုသားကိုအပေးကြည့်ရှုနေပရိသတ်များကိုအားလို့ပါလေသားတနေ့တစ်ချိန်မှာဘလုံးသမားကြီးဖြစ်ပါမယ်လို့သားအားလုံးကတိပေးပါကျေးဇူးတတ်တယ်